အားလုံးမင်္ဂလာပါစုစံလေးအချင်းမြေမှာပြန်လည်ကြေဆွပါရယ်မြောက်ပုံမြို့နယ်ရဲ့အဆက်ချမ်းသာရှိပြီးအင်ညာဝင်းတဲ့ကတုံးထက်တိုက်လုံချင်းအစ်စက်ဆက်ကလေးကိုလိုက်ပြပေးပါမယ်ရှင် ဝင်လိုက်တာနဲ့ပထမဆုံးတွေ့ရမှာကရေကူးကဖြစ်ပြီးတော့ကြီးလိုက်တာနဲ့အပန်းဖြည့်ခြင်းဇာဘိုက်ကလေးကိုရရှိမှာဖြစ်ပါတယ်။ဒီဘက်ဆက်မှာဆိုရင်ကား၄စီး၃စီးလောက်ရပ်နိုင်မဲ့ area အခြေပါကင်လေးပါရှိပါမယ်။အိမ်ထဲကိုဝင်ကြည့်လိုက်တာနဲ့လည်းကြက်တီရှိလာတဲ့ living room အခြေအကြီးကိုမြင်ရမှာပါ။လိုက်တင်ပြီးရွေးဆိုရင်လည်းဆီလင်ပေါ်မှာမြုပ်ပြီးအလှဆင်ထားတာကိုတွေ့ရတယ်။ကျန်းကင်းကိုလည်းကျွန်းပါကေအပြည့်ခင်းထားပေးပါရရှင်။ဒီဘက်မှာတော့ living room ကနေရေကူးကန်ကိုမြင်နိုင်အောင် slide door တကားလေးတုံးထားပေးပါရ ဒီအရဆိုရင်နာမည်ကြီး architect ကိုတိုင်း structure drawing တေချာဆွဲထားပြီးတော့ luxury စံစံစောက်ထားပြီးရဲ့လို့လည်းသိရတယ်။အခုရောက်နေတဲ့အခန်းကအမြင်ကြီးတက်မှရှိတဲ့ရေကူးကန်နဲ့ကဲ့ရဲ့ master အခန်းပဲဖြစ်ပါတယ်။ဒီခန်းထဲကနေလည်းရေကူးကန်ဘက်ကိုသွားလို့ရမယ့် slide တော့မှန်တကားလေးလည်းတက်ထားပြီးသေးတယ်။ဒါတော့ဒီရဲ့လုံခြုံရေးအတွက် intercom base system လေးအသုံးပြုပေးထားတာပါ။ချမ်းပြင်းမှာဘယ်သူတွေရောက်နေလဲဆိုတာကိုအိမ်ထဲကနေကြည့်နိုင်တဲ့လုံခြုံရေး system လေးပဲဖြစ်ပါတယ်။ ီဘက်ခြမ်း kitchen မှာဆိုရင်လည်း drying kitchen နဲ့ wet kitchen ဆိုပြီးတော့နှစ်မျိုးပါမယ် drying kitchen မှာဆိုရင် italy brand quality ရှိတဲ့ပစ္စည်းတွေကိုတုံးထားရလို့လည်းသိရတယ်ဒီဘုတ်ကြောင့်တုံး cabinet တွေလည်းပါဝင်ပါအောင်မယ်ဒါတော့အပြင်ဘက်ရဲ့ web kitchen နေရာကိုမှအကျယ်ကြီးထားပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီဘက်ချမ်းမှာဆိုရင်အဝီစီးရေအသုံးပြုမဲ့အော်တိုရေမောင်းစနစ်တွေအိမ်နဲ့ရေကူးကန်အတွက်ရေတန့်စင်ပေးတဲ့စနစ်တွေထားတဲ့နေရာလေးပဲဖြစ်ပါတယ်ရှင်။ ီဘုတ်ဆောင်နဲ့ကဲ့ရဲ့မှာရှိတဲ့အဒီခန်းလေးရဆိုလို့ရှင် store room သို့မဟုတ် main room ပြုလုပ်လို့ရတဲ့အခန်းလေးပဲဖြစ်ပါတယ်အပေါ်တက်ကိုလိုက်ပြပေးပါမယ်ရှင်ဒုတိယတက်ရဲ့ living room area နေရာလေးပဲဖြစ်ပါတယ်ဒုတိယတက်မှာဆိုရင် master သုံးခန်းဖွဲထားပေးပါတယ်ပထမအဆုံး master ခန်းလေးကိုပြပေးပါမယ်ဒီခန်းလေးတွေအရဆိုရင်ပတ်ဝန်းကျင်ရဲ့အလှကိုလည်းမြင်နိုင်ပြီးတော့ view ကောင်းတဲ့အခန်းလေးလို့လည်းပြောလို့ရပါတယ်။ဒီခန်းထဲမှာ air con လည်းတက်ဆင်ပေးထားတယ်။ ဒီခန်းရဲ့ရေချိုးကအိမ်သာမှာဆိုရင်လည်းဘတ်သက်လေးနဲ့တက်ဆင်ပေးထားတာကိုတွေ့ရပါတယ်ဒီရဲ့ထူးခြားချက်က single baron မပါဘဲနဲ့တအိမ်လုံးမှာ master baron ကြီးပဲ6ခန်းဖွဲ့ထားပြီးတာကိုတွေ့ရတယ်။ဒီနေရာလေးကတော့စာကြည့်ခန်းလေးအသုံးပြုလို့ရမယ်။အပြင်ဝရဏာကိုလည်းထွက်လိုက်တာနဲ့လေကောင်းလေတန်းလေးရမယ်။ပတ်ဝန်းကျင်မှာရှိတဲ့အိမ်ကြီးအိမ်ကောင်းတွေကိုလည်းမြင်ရမယ့်နေရာလေးလေးဖြစ်ပါရဲ့ရှင်။ ကျင်းရဲ့သုံးထက်လုံးမှာ CCTV နဲ့ Sound Control System တွေကိုလည်းတပ်ဆင်ပေးထားရလို့လည်းသိရတယ်။ကျင်းရဆိုရင်မိသားစုများများနဲ့အေးအေးချမ်းချမ်းနေထိုင်လို့တဲ့မိတ်ဆွေများအတွက်တော့အထူးသင့်လျော်တဲ့အိမ်လေးပဲဖြစ်ပါတယ်။ဒါကတော့ဒုတိယမြောက် Master Baron အခန်းလေးပဲဖြစ်ပါတယ်ရှင်။ဒီခန်းထဲမှာဆိုရင်လည်းရေချိုးကအိမ်သားကိုအကျယ်ကြီးထားပေးထားတာကိုလည်းတွေ့ရပါတယ်။ ူနဲ့ကရက်ကတတိယမြောက်မာစတာဘရွန်အခန်းလေးပဲဖြစ်ပါတယ်ဒီခန်းလေးရဲ့အာသာချက်ကကိုပိုင်ရန်နာလေးလဲပါမယ်။အလင်းရောင်နဲ့လေဝင်လေးထွက်ကောင်းတဲ့အပြင်ပေါ်မှာအဲကွန်လေးလဲတက်ထားပေးပါသေးတယ်။ဒီအိမ်တအိမ်လုံးရဲ့အကျေကပေ45ပေမြေပေါ်မှာအပြည့်စောက်ထားရလို့လဲသိရပါတယ်။အပေါ်ဆုံးတက်ကိုလိုက်ပြပေးပါမယ်ရှင်။ဒီရဲ့ခေကတက်ထည့်ခြင်းစီကိုတက်လိုက်တာနဲ့အော်တိုမီလင်းနဲ့စနစ်ကိုတုံးထားပေးတာကိုတွေ့ရတယ်။ ကျင်းရဲ့ဈေးနှုန်းကိုတော့2800ခေါ်ထားပြီးတော့ခရမ်းမြေအရှုပ်ရှင်းကင်းနဲ့ပိုင်ရှင်နမဲပေါက်ပဲဖြစ်ပါတယ်။ဒီနေရာလေးကတော့ဖရာကျောင်းဆောင်အတွက်ရွယ်ပြီးတော့ထားပေးထားတဲ့နေရာလေးပဲဖြစ်ပါတယ်။ဒီအိမ်မှာအကျိုက်ဆုံးနေရာလို့လည်းပြောလို့ရပါတယ်။ဖရာကနေရာကိုစိတ်ကြိုက်ပူဇော်နိုင်ရန်အတွက်လည်းကြည်ကြဲဝန်းထားပေးထားပါတယ်ရှင်။ဒီနေရာလေးကတော့လေကောင်းလေတန်းနဲ့တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ကိုအပေါ်စီကနေမြင်ရတဲ့ဝရဏနေရာလေးလေးဖြစ်ပါတယ်ရှင်။ ဒါကတော့အပေါ်ဆုံးတက်ရဲ့ master အခန်းကျင်နေရာပဲဖြစ်ပါတယ်ဒီခက်မှာဆိုရင်လည်းဗတင်းပေါက်တွေကိုအာလေဝင်လေးထွက်ကောင်ဖောက်ထားပြီးတော့အဲကွန်လေးလည်းတက်ထားပေးပါသေးတယ်။ရေချိုးကမ်းမှာဆိုရင်လည်းကြဲကြဲဝန်းနဲ့ပတ်သက်လေးလည်းထားပေးထားပါတယ်ရှင်။အခုပြသွားတဲ့အိမ်လေးကိုစိတ်ဝင်စားရဲဆိုရင်ကျမတို့စူးစမ်းနေအိမ်ချင်းမြေအကျိုးဆောင်ကုမ္ပဏီကိုတိုင်းရိုက်ဆက်သွယ်နိုင်တယ်လို့ဖော်ပြထားတဲ့ဖုန်းနံပါတ်တွေကိုလည်းဆက်သွယ်နိုင်ပါတယ်ရှင်။ကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။တာယာတော်နေလေးပိုင်ဆိုင်နိုင်ပါသေးရှင်။